မင်္ဂလာပါရှင်ကျမကတော့ချူချူဆမ်းပါ DPPO မြန်မာကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးမှာပါကချင်ပြည်နယ်မြစ်ကျနာမြို့ပေါ်မှာဇူလ2ရက်မနက်6:00နာရီကရေကြီးရေလျှံနေတဲ့အတွက်ပြည်သူတွေပြောင်းရွှေ့နေထိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။မြစ်ကျနာမြို့အနောက်ပိုင်းနေရာတွေအပြင်မြို့သစ်ကြီးတက်ကုန်၊လေကုန်းနဲ့မြင်းမြစ်ရပ်ကွက်တွေပါရေကြီးရေလျှံတာ နေအိမ်နဲ့မြုပ်တာလူနေအိမ်တွေရေစီးနဲ့အတူ မျောပါတာတွေဖြစ်ပေါ်နေတယ်လို့ဆိုပါတယ်။လေကောင်းရက်ကွက်ကနေအိမ်တွေအလုံးလိုက်ရေစီးနဲ့မျောပါနေပြီးအ ਨੇ ဆုံးရေကြီးနဲ့မြုပ်တဲ့ရက်ကွက်၅ခုလောက်ကလူဦးရေ900ကျော်လောက်ဟာပြောင်းရွှေ့နေထိုင်နေရတယ်လို့ဆိုပါတယ်။စစ်ကောင်စီလက်အောက်ခံမိုးလေဝသနဲ့ဇလားပိရာညွှန်ကြားရေးဦးစီးဌာနကတော့မြန်မာနိုင်ငံတဝန်အမြင့်ရေကြီးတာမိုးသက်ထန်စွာရွာသွန်းတာတွေဖြစ်ပေါ်နေတာကြောင့် မြင်းနယ်ပိုင်ရွက်ကမှနေထိုင်တဲ့ပြည်သူတွေအနေနဲ့သတိပြုနေထိုင်ကြဖို့သတိပေးထုတ်ပြန်ထားပါတယ်ရှင်။ရှမ်းပြည်နယ်တောင်ပိုင်းမြောင်ရွှေမြို့နယ်ဖရဲတော်ကျေးရွာနယ်ရေဘူးကျေးရွာဘက်ကိုဂျိုလာနီယန်တွေကစစ်ကောင်စီနဲ့ PNO ပြည်သူစစ်တို့စစ်ကြောင်းထိုးလာတဲ့အတွက်အင်းလေးပြည်သူကာကွယ်တပ်အ IPDF နဲ့ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါဗျ။ ဇူလ2ရက်မနက်7:00နာရီမှာစစ်ကောင်စီနဲ့ဖီအန်နိုပြည်သူစစ်ကအင်အားတထောင်ခန့်နဲ့စစ်ကြောင်းထိုးလို့ထွတ်ထွက်တိုက်ပွဲဖြစ်ခဲ့ပြီးအင်အားမမျှလို့ရေဘူးကျေးရွာကနေပြန်လည်ဆုတ်ခွာချိန်စစ်ကောင်စီနဲ့ဖီအန်နိုပြည်သူစစ်ကနေအိမ်လေးလုံးထက်မင်းဲကိုမိရှို့ဖျက်ဆီးခဲ့ပြီးဒါကိုပြည်သူကာကွယ်တပ်ဖွဲ့ကမိရှို့တယ်ဆိုပြီးစစ်ကောင်စီကဝါရဖြန့်နေတယ်လို့ရှေ့တန်းရေဘော်တယောက်ကပြောပါတယ် IPDF တက်ရင်အနေနဲ့ပြည်သူလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ပြီးတရားမျှတမှုရအောင်တော်လိုင်းအောင်မြင်တဲ့အထိအင်တိုက်အားတိုင်းနဲ့စစ်ကောင်စီကိုစ조사တက်ခိုက်သွားမယ်လို့ထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့မေလတလတာအတွင်းစစ်ကောင်စီတက်ရဲ့လက်နက်ကြီးပစ်ခတ်မှုဒရုန်းနဲ့ဗုံးတိချတက်ခိုက်မှုကြောင့် တောင်ဘုတ်ကွယ်ကျေးရွာဟိုပန်နောက်ရွာဖျားတော်ရွာနဲ့ပေလောင်းမြို့နယ်ကနန်တုတ်ကျေးရွာစတဲ့ရွာတွေကနေအိမ်နဲ့ဖုန်ကြီးကြောင်းစစ်စုပ်ပေါင်း6လုံးထပ်မံထိခိုက်ပျက်စီးခဲ့ရပါတယ်ရှင်မိုးသက်ထန်စွာရွာသွန်းနေတာကြောင့်မြေကြီးကြီးမှုဖြစ်ပြီးအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုက်ခရိုင်ကတွေ့တင်းစစ်ဆောင်စခန်းနဲ့ကာကီစစ်ဆောင်စခန်းမှာစစ်ပေရှောင်းနေအိမ်ယာနဲ့ချီပျက်စီးဆုံးရှုံးခဲ့ရပြီးအရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့သိရပါတယ်။ကေခိုင်သတင်းပေးပို့ထားပါတယ်ရှင်။ မိုးအဆက်မပြတ်လျှော့သွန်းနေတာကြောင့်ပြီးခဲ့တဲ့မေလ31ရက်နေ့မွန်းလတနားရီလောက်မှာကလန်ဒယ်မြင့်ကြီးမှုဖြစ်ပေါ်ခဲ့ပြီးတွင်တင်းစစ်ဘေးရှောင်စခန်းကအင်ချီ63ဆောင်းနဲ့ကာကီစစ်ဘေးရှောင်စခန်းကအင်ချီ69ဆောင်းလောက်ရင်းနှမြုပ်တော့ခဲ့ပြီးတော့တချို့မှာရေစင်းနဲ့မျောပါတော့တယ်လို့သိရပါတယ်။ မြင့်ရင်ကြည်မှုကြောင့်တွေ့တင်းစစ်ပေးဆောင်စခန်းကစစ်ပေးဆောင် ပြည်သူ388ယောက်နဲ့ကာကီစစ်ပေးဆောင်စခန်းကစစ်ပေးဆောင်ပြည်သူ290ယောက်တို့ရေးပေးတင့်ခေရပြီးတော့လက်ရှိမှာနိစက်ရဆွေမျိုးတွေရဲ့နေအိမ်တွေကိုထူကိုထဆောက်လုပ်ထားတဲ့စာတင်ကျောင်းဆောင်တွေနဲ့ကျေးရွာအတွင်းကခမ်းမနေရာတွေမှာအရေးပေါ်ယာယီပြောင်းရွှေ့နေထိုင်နေကြရတယ်လို့ဆိုပါတယ် လက်ရှိမှာလည်းမိုးရက်အဆက်မပြတ်ရော့သွန်းနေစေဖြစ်ပြီးမြင်းရည်ကြီးမှုဆက်လက်မြင့်တက်နေစေဖြစ်ကနေအိမ်တွေပျက်စီးဆုံးရှုံးခဲ့ရလို့ပြန်လည်ထူထောင်ရေးအတွက်စိုးရိမ်ပူပဲနေရတယ်လို့တွီတိန်ကြော့ကစေပေရှောင်းတယောက်ကပြောပါတယ်။အားလုံးဒီပါပဲဒီနှစ်ကြားတဲ့အခါမှာကြံ့လို့ရှင်အမိုးတာလည်းမရှိတော့ဘူး။ဒီလိုမျိုးအလူသာကြာမယ်ဒီရှင်ကနောက်ထပ်ကြီးကြီးလာတာကြောတော့အများကြီးရှိတယ်ပေါ့ဗျာ။ကိုယ့်ရဲ့အိမ်ကဆုံးရှုံးသွားတယ်ဒီရှင်ကအဲ့ဒီအိမ်ကလေးချောက်မယ်ဒီလိုမျိုးချောက်မယ်ဒီလိုဟာ ဒီကျွန်တော်လည်းချင်းဒီကနေကြရပေါ့ဗျာဒီမှာကအလုပ်တန်းကကျွန်တော်တို့ကဝင်ဝင်ရမယ်အလုပ်တန်းကလည်းဟိုမင်းမင်းရရမရှိဆိုတော့အခုလည်းနေရေးသေးသေးကြီးကြီးလို့မိုးကြီးလို့ပြည့်နေတဲ့ပစ္စည်းကြောင်းစားကြတော့အဲ့ဒီတော့ပြောင်းပြီးတော့မချာနိုင်ပေါ့ဗျာအဲ့တော့လောလောဆယ်ပါဝင်ဝင်ကြည့်တော့လည်းဈာန်လေးခါရလည်းအကျက်ပြင်းနဲ့နေဆိုင်ရတာပေါ့ဗျာကိုမမရှိသေးသေးတင်ရစီကကိုကြီးကကိုကြီးကဆင်းသွားပြီးတော့ပဲကြားကြရတာပေါ့ဗျာ စေဘေးလျှောက်နေအိမ်တွေတိဆောက်ရမှာနေအိမ်တလုံးကိုရူပီး3000လောက်ကုန်ကြမှုရှိနေပြီးလက်ရှိမှာနေအိမ်တွေပြန်လည်တိဆောက်ဖို့ငွေကြေးမတက်နိုင်ဘူးလို့စေဘေးလျှောက်တွေကပြောပါတယ်မြင့်ရဲ့ကြီးမွန်ကြောင့်နေအိမ်တွေအလုံးကြီးပါထိခိုက်ပျက်စီးခဲ့တာကြောင့်ပြည်လေတိဆောက်နိုင်ဖို့အတွက်အမိုးအကတွေအရေးပေါ်လိုအပ်နေပြီးအခြေခံစားနေရေးခါနဲ့ကျန်းမာရေးစောင့်ရှောက်မှုအတွက်ဆေးဝါးတွေလည်းလိုအပ်နေတယ်လို့ပလဲဝော့ကောင်စီရဲ့ကေစီရဲ့တာဝန်ခံကိုစလိုင်းစိုးတဲ့ကပြောပါတယ်။ကြီးကြီး လေးရနေရကိုတော့သူတို့ဒီမရောက်တဲ့နေရာတော့ရှစ်ပေါင်းလို့တော့အဆင်ပြေတာပေါ့နော်ဒါပေမဲ့နေရာထိုင်ခြင်းကဖြစ်ဖြစ်ရှိတယ်ဒီအချက်ကတော့ဒီစွတ်တော်ကြီးရဲ့အတွက်အတားအသင့်ရှိတယ်နောက်ပြီးတော့ဒီနေရာထိုင်ခြင်းအတွက်အမောအကာပေါ့အကူအညီလိုအပ်တာရှိတယ်နောက်ပြီးတော့ရှင်းဝါပေါ့နော်အခြေခံရှင်းဝါလေးဒီလိုအပ်တာရှိတယ်ဘယ်ဒီမှာနောက်ရှိချောင်းစုဖြားတာလို့အဲ့လိုမျိုးအဲ့တကယ်ရပါလို့ဖြစ်တဲ့ဟာလေးရှိတယ်လို့ကျွန်တော်ကြတိရတယ် လက်ရှိမှာနေအိမ်တွေပြန်လည်တည်ဆောက်နိုင်ဖို့ငွေကြေးလိုအပ်ချက်တွေများစွာရှိနေတာကြောင့်ကူညီလိုသူတွေအနေနဲ့ plus 9192336761 slide ဆိုတဲ့ကိုဆက်သွဲလူတဲ့နိုင်တယ်လို့ဆိုပါတယ်တိုက်ပွဲတွေကြောင့်ချင်းပြင်းနဲ့ player ကနဲ့စပေးဆောင်ပြည်သူတွေနေထိုင်ကြတဲ့ trade စပေးဆောင်စခန်းမှာအင်ဂျင်နှစ်ယောက်80ဆောင်းနဲ့ကာကီစပေးဆောင်စခန်းမှာအင်ဂျင်140တဆောင်းအတိအကျရှိကြပါတယ်ကျွန်မကကြိခိုင်ပါရှင် ဆိုင်ဘာတက်ခိုက်မှုနဲ့နိုင်ငံသားဝင်ရောက်ဆွဲဖက်မှုတို့လိုချင်းချောက်မှုတွေကိုကန့်တွယ်ဖြေရှင်းဖို့လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာဆွေးနွေးပွဲတရက်ကိုဖိလစ်ပိုင်နဲ့ဥရောပသမဂ္ဂ EU တို့စတင်ဖို့သဘောတူခဲ့တယ်လို့နိုင်ငံသားဝင်ကြီးအန်ဒရီကေမာနာလိုကဂျွန်လ၂ရက်နေ့မှာပြောလိုက်ပါတယ် EU နိုင်ငံသားရဲ့မူဝါဒရေးရအကြီးကဲခါချာကာလက်စ်ရဲ့ဖိလစ်ပိုင်မြို့တော်မနီလာမြို့စီအလဲပတ်ခီးစဉ်အတွင်းမနာလိုနဲ့ဆွေးနွေးခဲ့တဲ့အပြင်ဖိလစ်ပိုင်သမ္မတဖာဒီနန်မာကော့စ်ဂျူနီယာနဲ့ ဖုန်းဆက်ဆွနွေအပြီးအခုလိုကြေညာလိုက်တာပါဒီလိုလုံခြုံရေးနဲ့ကာကွယ်ရေးဆွနွေပွဲကနေတဆင့်နေဆက်မြင်းတွေစိုက်ဘာတိုက်ခိုက်မှုတွေနိုင်ငံသားဝင်ရောက်ဆော့ဖက်မှုတွေနဲ့သတင်းအချက်အလက်တွေကိုခြေလှယ်တာတွေကနေပေါ်လာတဲ့လုံခြုံရေးချိတ်ချောက်မှုတွေကိုကိုက်တွယ်ဖြည့်ရှင်းရမှာတက်ကြွပြီးစစ်စစ်လုံးလုံးရှိနေဖို့မျှော်လင့်တယ်လို့မနာလိုကကာလတ်စ်နဲ့ပူရွယ်သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်